ပြက်ပျော်လို့လောက်တာငငယ်ငယ်လေးတွေကလည်းပျော်တယ်ဒီ society တွေပြိုင်နေအာဒီမူးကျွန်းငငယ်မှာဆိုလည်းကားဘူးတယ်အာအမှန်တမ်းပြောရင်ငငယ်လေးတော့လင်းလို့ခက်ကဆိုဒီရက်ခွက်ထဲမှာဆိုရှာသီးစေးပြားရောင်းတဲ့အဲ့လိုမျိုးလင်းရှာရည်ရှိရဲအမေငငယ်တော့ဆိုရင်ကိုကလည်းကလေးဘွားဆိုတော့သူတို့ကလာကြီးကြည့်ပြီးတော့ပြောတယ်အခုချိန်မှာပြန်တွေးရှင်ရန်ကိုချင်းစားပြီးတော့ဝမ်းနေမိတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဝမ်းကြီးအတွက်ကိုတမအားစီဝါကြကြနဲ့ မခိုးမဝှက်ပဲနဲ့ရိုးရိုးသားသားလှူစားတဲ့အတွက်ကြောင့်တော့ဒါတွေကိုပြန်တွေးမိရင်သူတို့အတွက်ဂုဏ်ယူတယ်ဈေးရောက်တဲ့သူတွေကိုလည်းလင်းရန်လေးစားတယ်လွယ်လွယ်ရတဲ့ပတ်စံကိုသူများရှာလွယ်လွယ်မရယူဘဲနဲ့ကုကုကုအားနဲ့စူးစားပြီးတော့ဈေးရောက်ကြရတယ်ရှာဖွေကြရတယ်အញ្ញံဂုဏ်ယူဖို့ကောင်းတယ်ပြီးတော့ညာသူအဖြစ်မိသားစုကိုထောက်ပံ့နေတယ်မှာယောက်ျားမိန်းမရှိသူတို့ activity တော်များများကလည်းမိသားစုကိုပြန်ကြည့်ရတဲ့လူများတာဆိုတော့အဲ့ဒါကလည်းဂုဏ်ယူဖို့ကောင်းတာပဲ ။ဒီကတော့အများအားအားလုံးချစ်ပါတယ်။ဒါပြုလို့ဆိုတော့ချစ်ခြင်းတရားနဲ့မြတ်တာထားခြင်းဟာအားလုံးကိုဖြည့်ရှင်စေပါတယ်လို့အဲဒီတိုင်းလေးကအားလုံးချစ်ပါတယ်။ကျေးဇူးတင်ပါတယ်။အဲဒါကကိုကိုဆန်းပေါ့မနေ့ကလာကြည့်ရင်းနဲ့အေးအဲ့နေရာလေးလည်းလုတ်ပေးပါလားဆိုတော့ဘလို့ဖြစ်တာပရာဟိတပွဲလေးလည်းဖြစ်တယ်အာငလင်းနဲ့ခံရတဲ့ပြည်သူတွေအတွက်ဒါဒီ ပြန်လည်ထူထောင်ရေးအတွက်လည်းဖြစ်တယ်ဆိုတော့ဘလို့ဖြစ်နှမ်းတစည်းအနေနဲ့ပဲအဝင်ပေးတာပေါ့နော်အဲ့အတွက်ကြောင့်လည်းပြောပါတယ်နေရတော့ပြဆက်ကားရတာနည်းနည်းကြောက်တယ်အမှားလို့လို့မရဘူးလေရုပ်ရှင်ရိုက်တာဇာ dialogue မှာရင်ပြင်ပြင်လို့ရတာလေဒီဟာပြင်ပြင်လို့မရဘူးစကားမှားလို့မရသမီးအရန်ကြောက်တယ်လေဟဲ့ဒါစိတ်ရှိရပါအမသမီး face မှာဆိုအမသမီးအမြဲတူတယ်လေအစံတော့နှစ်ဆန်းအတက်နေရဆိုလဲရေငုံစိတ်ရုံမှာထမင်းကျွေးရယ်အရင်ကလူပြစ်ပါတယ်အဲ့လိုမျိုးလူကတိုင်းကပျော်တယ်ပေါ့ကြိုက်တယ်ဝါသနာထဲမှာဆို လူကတန်းရတာလည်းဝါသနာပါဆိုတော့ဟုတ်နေရောမလိုက်တော့မပေးဘူး तू तू ကိုနဲ့တွိုင်းစားရတောက်တယ်ဒီလောက်ပါပဲအဲ့လိုမျိုးဟိုကိုဘွားကြီးပြတ်သွားလောက်အောင်တော့မပေးဘူးစားရတောက်တယ်တူတူပဲဒီလောက်ပါပဲဆိုင်တယ်သမီးကတော့လေးစေးပြားတရားလောက်ရကြိုက်တယ်ပြီးတော့ဘင်းအကောင့်တွေပါဆိုတကယ်အဲတန်ကားတော့အရှင်သူမြတ်ကြီးကြီးကိုပြူရတာဘာနဲ့မှမလဲနိုင်ဘူး IPG ရရန်ကြိုက်တယ်အဲ့လိုဆရာတော်ကြီးကိုပို့လဲ အဲကိုအမြင်နဲ့အဋ္ဌထန်တွေဝင်ပြီးတိုင်းဆူတောင်းတယ်ဒီဆရာတော်ကြီးတွေနားကိုခုခွင့်ရတယ်ဆိုတာကက်ခွင့်ရတယ်ဆိုတာကလည်းအွန်တောင်မလွယ်ဘူးလေပါရမီနဲ့ရေဆက်တွေပါမှဆိုတော့အဲ့ဒါလည်းရမ်းပျော်ရတဲ့ပီတိပဲဒါအသက်ရွယ်တစ်ခုရလာတဲ့ချိန်မှာအာတန်တရာအတွက်ဒါကလည်းတို့အပ်တယ်လေအကြောင်းခုချုံရင်ဆရာတော်ဘုရားကြီးရဲ့ဆရာတော်ဘုရားရဲ့တရားတွေနားပြီးတော့အဲဘာပဲပြောအဲအားလုံးချစ်တက်လာတယ်အားလုံးပျော်ရွှင်အောင် ထားပေးတတ်လာတယ်အဲ့ဒီအတွက်ကြောင့်တော့ဒါဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးကြောင့်လို့ထင်ပါတယ်။အခုကပေါ့မင်းရဲ့ဒီမမေမီလေးရှိရယ်မမေမီလေးနဲ့လင်းနေရမမေမီလေးနားမှာရောက်တဲ့အချိန်မှာဘမောဆရာတော်ဖရာကြီးဓမ္မစီရီဆရာတော်ဖရာကြီးပြီးရင်ဘောရီမြိုင်ဆရာတော်ဖရာကြီးပြီးဘောရီရင်ငိန်ဆရာတော်ဖရာအပြီးမင်းဝန်တောင်ဆရာတော်ဖရာအာဒီရောဆရာတော်ကြီးလေအများကြီးပဲဆရာတော်တွေအများကြီးကိုခုခွင့်ရတယ်အဲ့ဒါဘလောက်ပဲအဲဘလို့ပဲဖြစ်နေဖြစ်နေဒီလိုခုခွင့်ရတဲ့ ကုသိုလ်ကံကဘာနဲ့မှမလဲနိုင်ဘူးအဲဒီတော့ကြောင့်ရမ်းပီကြီးဖြစ်တယ်တခါတည်းလည်းမဟုတ်ဘူးကဂရီဂရီပြေပါဆုံးဆရာတော်ဘုရားကြီးဆိုလဲအဲဒီဟိုမမီမီလေးနဲ့လိုက်သွားတော့ဆုံးကတ်တဲ့ဟာတွေပါလေဆိုလဲဆုံးပွဲတွေပြင်ရတယ်အဲ့အရာတွေကလည်းပျော်တယ်အဲ့လိုအခုတော့ပီကြီးဖြစ်တယ်နေလူလောက်တိုင်းလောက်တိုင်းဘာလို့အဲတခုခုပူရံလို့စုမတောင်းဖြစ်ဘူးကိုအမြဲတမ်းပဲအဲတောင်းပြတဲ့စုတော့စုစွာဟိုလိုမျိုးကြီးအထိပောက်ပါစေလို့ချမ်းသာပါစေလို့မတောင်းဘဝမှာအမြဲတမ်းစိတ်ချမ်းသာတာနေရပါစေ အသက်ရှိပါစေသာသနာပြုနိုင်ပါစေဆုတောင်းပါတယ်အကြောင်စိတ်ချမ်းသာအောင်မနေလိုက်တော့စိတ်ချမ်းသာအောင်နေရတယ်ပေါ့နော်ဆရာတော်ဘုရားပို့တဲ့မေတ္တာတွေကြောင့်အမြဲတမ်းဆရာတော်ဘုရားကြီးဆိုလည်းမေတ္တာပို့တယ်ဆိုတော့နေရတာစိတ်ချမ်းသာပါတယ်ဟုတ်ဟုတ်မိမမပြည့်စုံတဲ့လူလည်းဖြစ်တယ်အရာရာဟာပြည့်စုံလာတဲ့အတိုင်းအဝိုင်းကမဟုတ်တဲ့အတွက်ကြောင့်တော့အာဒီဟာတွေနဲ့ရှင်ကျန်တာတွေကလင်းတော့ပြောမပြောပါတော့ပါဘဝကလည်းအရန်မကြမ်းဆိုပေမဲ့ခက်ခဲခဲ့တဲ့ဘဝတွေကိုအကောင်းမဆုံးဖြတ်တန်းခဲ့ရတဲ့အတွက်ကြောင့် ဖြစ်နေတဲ့နေရာကိုကိုကျင်းနေပါတယ်။အဲ့ဒါကြီးတွေမပြောချင်ပါတော့ဆိုတာစိတ်မကောင်းဖြစ်လာလို့ချင်း makeup ပြန်လင်းနေရအောင်။ဟာလူသားတိုင်းလူသားတိုင်းကအဖေအမေကိုရမ်းတွေးချင်တယ်။အဖေအမေနဲ့ရွေးတွေ့မှုတွေမေတ္တာတရားကြီးလိုချင်ပါတယ်။ဒါပေမဲ့ဒါကတကယ်တမ်းကြည့်လို့ရှင်တော့လေအခုဆိုကျမကမိဘတကယ်သူကောင်းတဲ့အဝင်းချင်းရှိရဲကျမမိတ်ဆွေရှိရဲအတွက်ကြောင့်ဒါလည်းရမ်းပျော်ပါတယ်။ဒါဆိုရလဲဘဝနာမှာစူးစမ်းခြင်းလေးရှိရပါတော့။အဲ့တော့အဲ့ဒါကလည်းလင်းအတွက် ဒါဘဝနာခဲ့တဲ့ဟာတွေရတယ်ကိုအတွက်စူးစမ်းရုံးကန်ခဲ့ရတဲ့ဒါဒါတွေကြည့်ပြီးတော့စူးစမ်းရုံးကန်ခဲ့လို့လည်းအဲဘာဖြစ်ပြောဒီချိန်မှာလူစင်နာတွေလည်းလူခွင်းရတယ်အဲဒီစိတ်ချမ်းသာစွာလည်းနေခွင်းရတဲ့အတွက်ကြောင့်တော့ခုခုကိုကျေးဇူးတင်ပါတယ်မဟုတ်ပါဘူးဒါကတော့အဲလူပြောမယ်လူအားလုံးကချစ်ပေးနေကြတဲ့အပေါ်မှာမူတည်ပြီးတော့အားလုံးကတော့အဲအဓိကတော့ကိုစင်တရားကောင်းရင်ရပါပြီလူတိုင်းက LGBT ရဲ့မှမဟုတ်ပါဘူးလူတွေက LGBT ဆိုတာကောင်းစင်တတ်တာပါ လူရဲလို့ဖြစ်လာရင်ကုစင်တရားကောင်းမယ်ဆန္ဒတတ်မယ်ဆိုရင်လူပိသရရပါပြီ။ဘာဖြစ်လို့ဆိုတော့ကုစင်တရားကောင်းမှုဆိုတာကိုဆုလူနိုင်မဖြစ်ရင်ရပြီလေ။ကိုဆုလူနိုင်မဖြစ်ရင်ရပြီ။တမားအာဒီလူသားစုပြကွဲအောင်မလုပ်ရင်ရပြီ။ဒါဆိုရင်တော့လူပိသရလို့ထင်ပါတယ်။ပြည့်ပျော်လို့လုပ်တာငငယ်ငယ်လေးတွေကလည်းခေါ်ပျော်တယ်ဒီ society တွေပြိုင်နေအာဒီမူကျုံငငယ်မှာဆိုလဲကားဘူးတယ် အာအမှန်တမ်းပြောရင်ငငယ်လေးတော့လင်းလို့ခက်ခါဆိုဒီရက်ခွက်ထဲမှာဆိုရှာသီးဆေးပြားရောင်းတဲ့အဲ့လိုမျိုးလင်းရှာရည်ရှိရဲ့အမှန်ငငယ်တော့ဆိုရင်ကိုကလည်းခလေးပွားဆိုတော့သူတို့ကလာကြီးကြည့်ပြီးတော့ပြောတယ်အခုချိန်မှာပြန်တွေးရှင်ချမ်းကိုချင်းစားပြီးတော့ဝမ်းနေမိတယ်မဆောင်လဲဆိုတော့သူတို့ဝမ်းကြီးအတွက်ကိုတမအာစီဝါကြကြနဲ့မခိုးမခွက်ပဲနဲ့ရိုးရိုးသားသားလှူစားတဲ့အတွက်ကြောင့်တော့ဒါတွေကိုပြန်တွေးမိရင်သူတို့အတွက်ဂုဏ်ယူတယ်ဈေးရောက်တဲ့သူတွေကိုလည်းလင်းချမ်းလေးစားတယ် လွယ်လွယ်ရတဲ့ပတ်စံကိုသူများရှာလွယ်လွယ်မနေယူဘဲနဲ့ကုကုကုအားနဲ့စူးစမ်းပြီးတော့ဈေးရောက်ကြရတယ်ရှာဖွေကြရတယ်အញ្ញကုံမျိုးကိုကောင်းတယ်ပြီးတော့ညာသွားဖြင့်မိသားစုကိုထောက်ပံ့နေတယ်မှာယောက်ျားမိန်းမရှိသူတို့ SGP တော်များများကလည်းမိသားစုကိုပြန်ကြည့်ရတယ်လူများတာဆိုတော့အဲ့ဒါကလည်းဂုဏ်ယူဖို့ကောင်းတာပဲအနုပညာဆိုတာကတော့လေအဲအလုံးဒါလည်းအခုဆိုဒါကပြဖြစ်ပြရလဲအနုပညာပဲဘယ်လိုပဲဖြစ်ရင် link blog လေးကြီးရတယ်ဆိုလဲဒါအနုပညာပဲအဲ့တော့အနုပညာမှာဒါတို့ကြည့်ပြအဖြစ်လဲ ကိုချစ်ပေးကြတယ်အဲဝင်းရံပေးကြတယ် live vlog လေးကြည့်ရဆိုဖျားပူတာလေးပါတယ်စားတာလေးပါတယ်ဒါလေးကြည့်ပြီးတော့ချစ်ပေးကြတဲ့ပုံမှာတော့လင်းကတော့ပြော့ပါတယ်ဆိုတော့ခိုင်းကြရင်လည်းတချို့အဲ့တဲ့ကြီးဝိုင်းဆိုဖျားတွေမပူနိုင်မသွားနိုင်ဆိုလင်းဟာလေးကြည့်ပြီးကိုကူးရတယ်လို့ပဲလေအဲ့ကြောင့်လင်းခါချင်ဆရာတော်ကြီးပူရင်လည်းလင်းအမျက်တင်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတချို့မသွားနိုင်မလျှောက်နိုင်တဲ့နာမကျန်းဖြစ်နေတဲ့အိုးပွားတွေရှိမယ်အလူအဲတချို့အသက်အရွယ်ငယ်ပေမဲ့အဲဒီခုခဏ ထနိုင်မသွားနိုင်တဲ့လူတွေဒါလေးကြီးကြည့်ပြီးတော့ PT ဖြစ်နေအောင်တော့မြဲပုံလေးတင်ပြတယ်အဲ့ဒါလည်းအဲအဲ့ဒါလည်း PT ဖြစ်ရတာပေါ့နော်ဒီကတော့အများအားအလုံးချစ်ပါတယ်ဘာဖြစ်လဲဆိုတော့ချစ်စင်းတရားနဲ့မြတ်တာထားခြင်းဟာအားလုံးကိုပျော်ရွှင်စေပါတယ်လို့အဲ့ဒီကလည်းအားလုံးချစ်ပါတယ်ချစ်စစ်တင်ပါတယ်